26နှစ်လုံးလုံးအတူရှိခဲ့တဲ့ခင်မွန်းဖြစ်သူကညစာစားပွဲကအပြန်ရုတ်တရက်အခုလိုဆုံးပါခဲ့တာဖြစ်လို့အယိုးပြမျောရင်းနဲ့ဖြည့်မဆဲနိုင်ဖြစ်ခဲ့ရတဲ့တရုတ်ဆောင်ပွင့်နဒီမောင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပွင့်နဒီမောင်ရဲ့ခင်မွန်းဖြစ်သူကိုနေကျော်သက်ဟာဒင်နာပွဲတစ်ခုသွားရင်းကအပြန်ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်တရုတ်ဆောင်ပွင့်နဒီမောင်ရဲ့ခင်မွန်းဖြစ်သူကိုနေကျော်သက်ဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မနက်7:00နာရီခန့်ကရန်ကုန်မြို့အရှတော်ဝင်စေယုံမှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးကွယ်လွန်ချိန်မှာတော့အသက်48နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။မနေ့ကဇွန်လ17ရက်နေ့မှာတော့ကိုနေကျော်သက်ရဲ့ကျင်းကြံရတဲ့ရုပ်လောင်းကိုတရုတ်ဆောင်ပွင့်နေဒီမောင်းကခင်မင်ရတဲ့မိတ်ဆွေအပေါင်းအသင်းအနေငယ်နေတာအေးအေးချမ်းချမ်းနဲ့ကောင်းရမွန်ရာရောက်ရှိစေဖို့အတွက်ဇာပနာဝဲအခမ်းအနားပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ပွင့်နေဒီမောင်းနဲ့ကိုကြီးကျော်သက်တို့ဇနီးမောင်နှံနှစ်ယောက်ဟာအိမ်နောက်သက်26နှစ်လုံးလုံးအတူရှိလာခဲ့ပြီးတော့ ယောဂကြီးကြီးမားမားမရှိပဲကိုနေကျော်သက်ကအခုလိုရုတ်တရက်ကွဲလွန်သွားခဲ့ရတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ပွင့်နေဒီမောင်ကလက်တွဲပြီးတော့ဘဝခီးထွက်ခဲ့ကြတာအခုဆိုရင်26နှစ်ရှိနေပြီလေ။ငါဘဝမှာနေမဲရှိတာနင်အတီဆုံးမှာဒီအိုးလေးထဲမှာနင်ရှိတယ်ဆိုတဲ့အတီနဲ့ငါဖတ်ထားခဲ့တယ်။တကယ်တော့ငါမယုံဘူး။အဲ့ဒါကိုနင်သိလား။ငါမယုံနိုင်ဘူး။26နှစ်လုံးလုံးတကယ်ကုန်တရက်လေးတောင်မှငါတို့ကမခွဲခဲ့ဘူးလေဟာ။ဘာဖြစ်လို့အဲ့ဒီလိုရုတ်တရက်ကြီးလောက်သွားရတာလဲ။ ငါတို့တင်နာကနေအတူတူပြန်လာကြတာလေ16ရက်နေ့ဆိုရင်နေမွေးနေ့လေအခုတော့15ရက်နေ့ကရက်လယ်ဆွန်ကျွေးတဲ့လားဆိုပြီးတော့စိတ်မကောင်းစွာနဲ့ပြောပြထားတာလည်းဖြစ်ပါတယ်တရုတ်ဆောင်ပွင့်နေဒီမောင်တို့ဇနီးမောင်နှံနှစ်ယောက်ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှနှစ်ယောက်အတူတူသင်ငန်းစီသီလရှင်ဝတ်တဲ့ကုသိုလ်လေးတွေကိုပြုလုပ်ခဲ့ကြတာဖြစ်ပြီးကိုနေကျော်သက်ကတော့အခုလိုရုတ်တရက်ခွဲခွာသွားခဲ့တာကြောင့်ခင်မုန်းဖြစ်သူအတွက်ဖြစ်ပစေနိုင်ခံစားနေရတာလည်းဖြစ်ပါတယ်ဒီနေ့လေးမှာတော့တရုတ်ဆောင်ပွင့်နေဒီမောင်က ခင်မောဖြစ်သူရဲ့အယိုးပြထည့်ထားတဲ့ဦးလေးကုံမြစ်ထဲကိုမျောခဲ့ပြီးခင်မောဖြစ်သူကသူမအနာကနေတသက်တာခွဲခွာသွားဖို့ခွင့်ပြုခဲ့လိုက်ရပြီပဲဖြစ်ပါတယ်